အာရှတိုက်ဟာပြဿနာပေါင်းစုံနဲ့သမရထံကိုစောင့်ကြုံနေတာဖြစ်ပါလေပြေလည်သွားမလားပူဆိုးသွားမလားဘာတွေဆက်ဖြစ်မလဲဆိုတာမခံမနိုင်အောင်ပါပဲဒါကြောင့်မခံမနိုင်တဲ့ထံရဲ့အာရှခီစဉ်လို့ပြောရမှာပါသမရထံဟာဒီတစ်ပတ်ကုန်မှာအာရှကိုလာနေဖို့ရှိပြီအခုဆိုရင်တော့ဒီမလေးရှားမှာလည်းပဲအာဆီယံထိပ်သီးဆွေးနွေးပွဲကိုနိုင်ငံကောင်းဆောင်ချူတော်မှာရောက်ရှိနေပြီဖြစ်ပါလေသမရထံနဲ့ပြန်ရောက်တော့မှာပါ ဒီကဘာပတ်ခီစင်ဟာသူ့လုံးဝအမားမခံနိုင်တဲ့ကြီးမားတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အထောက်အပံ့ပြုမယ်လို့မျှော်လင့်ရပါတယ်။ဘာဆိုင်မှုအလောင်းကကဘာစီဘော်ရဲ့နာဂတ်ဖြစ်ပြီးတရုတ်ကောင်းဆောင်ရှီနဲ့တွေ့ဆုံဖို့မျှော်လင့်ထားတဲ့စီးပွားမှာကွန်ဒိုရီတမမကိုသူဖြေလျှော့ပေးနိုင်မလားဆိုတဲ့ပေါ်မူတည်နေပါတယ်။တကယ်လို့အမားရတစ်ခုဖြစ်ခဲ့ရင်တော့ထရန့်ရဲ့ပြင်းထန်တဲ့အောက်ခွန်နဲ့ဆိုးရွားဝင်တဲ့ချော့ချမှုနဲ့နိုင်ငံရေးဆိုင်ရာစုံစမ်းမှုကြောင့် တောင်လုံးတွေဖြစ်တဲ့ American လုပ်ငန်းတွေတခြားအကြီးကျယ်ရိုက်ခတ်မှုတွေဖြစ်လာတော့မှာဖြစ်ပါလေ။ Try ရဲ့ချက်ချင်းလက်ငင်းအခြေအနေလိုက်ဆုံးဖြတ်လုံဆောင်တဲ့မဟာဗျူဟာဟာ သူဇန်နဝါရီလမှာဒုတိယကြိမ်ယာရုပြန်ရတဲ့အချိန်ကစလို့အောင်မြင်မှုတွေရှိတယ်လို့လွဲချော်မှုတွေလည်းရှိခဲ့ပါလေ။ Hamas ကဒဇာဂန်ကိုအစ္စရေးကိုပြန်လှည့်ပေးခဲ့ပေမဲ့အရှေ့လက်ပိုင်းမှာဖြစ်ခဲ့ရတဲ့စိုင်းကမတည်ငြိမ်ပါဘူး။ တရုတ်နဲ့ကုန်သွယ်စစ်ပွဲဟာဒီနှစ်တွင်မှဖြစ်လိုက်ငြိမ်သွားလိုက်ဖြစ်နေခဲ့ပြီးယူကရိန်းကိုရုရှားကျူးကျော်မှုကလည်းထရိုင်ယပရိပခဖြစ်ရှင်ကျိုးပဲ့မှုတွေရှိပေမဲ့အရှိန်မပြော့သေးပါဘူးထရိုင်ယခီးစစ်ပွဲမှာလှုပ်ဝက်ချက်တွေအများကြီးရှိနေပြီးဘင်ဂီတော်ကတော့သူ့ရဲ့ခီးစဉ်သေးစိတ်အများစုကိုတရားဝင်ကြီးညာတာမရှိသေးပါဘူးတမန်ကပြောခဲ့တာကသူဟာဒေတာပြထိပ်ပြီးစီးကိုလက်ခံကျင်းပနေမယ်မလေးရှားကိုလာမယ်လို့ဆိုပါတယ် ဟာမတ်စ်တို့ကတစားကန်တွေကိုအစ္စရေးတို့ကိုပြန်လွှဲပေးခဲ့ပေမယ့်အရှိလေပိုင်းမှာပြစ်ခတ်ရေးစရိတ်ကမတည်ငြိမ်သေးပါဘူး။တရုတ်နဲ့ကွန်မြူနစ်စစ်ပွဲဟာဒီနေ့တည်းမှတစ်ခါဖြစ်လိုက်တစ်ခါငြိမ်သွားလိုက်ဖြစ်နေခဲ့ပြီးယူကရိန်းကိုရုရှားကျူးကျော်မှုကလည်းထရန့်ရဲ့ပြည်ပခဖြစ်ရှင်ကျူးပတ်မှုရှိပေမယ့်မရှိမလျော့သေးပါဘူး။ထရန့်ရဲ့ခီးစဉ်ပေါ်မှာပြောရမယ်ဆိုရင်လှုပ်ဝက်ချက်တွေအများကြီးရှိနေပါလေ။အင်ဂျီတော်ကတည်းကခီးစဉ်အသေးစိတ်အများစုကိုတရားဝင် တမောင်းကပြောခဲ့တာကသူကဒေတာရင်းထိပ်သီးစီးကိုလက်ခံကျင်းပနဲ့မေးချရင်တော့ဆက်သွားမယ်လို့ပြောပါတယ်ဂျပန်မှာတော့သူဟာနိုင်ငံဂျာယီနီမြို့နယ်မှာပြုဂျပန်နေပါတယ်သူဟာတောင်ကိုရီးယားကိုလည်းသွားမှဖြစ်ပြီးအဲ့ဒီမှာနောက်ထပ်ကွန်ပျူတာပြဿနာရှီကျင်းဖြစ်နေတွေ့လို့ပြောနေထားပါတယ်ဘေကျင်းကသူတို့နှုတ်တွေ့ဆုံးမှုကို ခုထိအတိမပြုသေးသလိုကောင်းဆောင်မှုကလည်းကြာသေးမီကအောက်ခွန်တွေနဲ့ကိုယ်ပုံကလေးချက်နဲ့ပတ်သက်ပြီးချင်းချောက်မှုတွေပြန်လည်လောက်ခဲ့ပါတယ် ကျွန်တော်တရုတ်ကင်မရာရှိနေရန်ကောင်းတဲ့ဆက်ဆံရေးရှိပါတယ်လို့ Trump ကတနင်္ဂနွေနေ့မှာ Air Force ဆိုတဲ့လေယာဉ်ပေါ်ကနေသတင်းတောက်တွေကိုပြောပါတယ်။သူကကောက်ခုံတွေကိုရှော့ချပြီးတော့ကမ်းလှမ်းခဲ့ပေမဲ့သူတို့ဘက်ကလည်းကျွန်တော်တို့ကိုအချို့အရာတွေပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီအရာတွေကအမေရိကန်စီကပဲပြဆက်တွေဝယ်တာ၊ Fortnite တာတို့ပစ္စည်းတွေစီးဆင်းမှုကိုရှော့ချတာ။ဒါအပြင်ထူးနီးပြဌာန်းထောက်လုပ်မှုတွေအရေးပါတယ်၊မြေရှားတက်တထူးကမ်းလှမ်းချက်တွေကိုရပ်တန့်တာပေါင်းမှားတယ်။ Trump ကကိုယုံကြည်မှုရှိတဲ့လေတံနဲ့ ကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပြီးဆုံးသက်မှာအမခန်းတဲ့သဘောတူညီချက်ရမယ်လို့ထင်ပါတယ်ဒါဟာတစ်ကပါလုံးအတွက်အမခန်းဖြစ်စေမှာပါဆိုပါတယ်ဒါထရန့်ဒုတိယတက်တန်နဲ့အာရှကိုပထမဆုံးအကြိမ်သွားရောက်ခဲ့တာဖြစ်ပါတယ်ခရမထောက်ခံရဲ့ရပိုင်းလူတွေသူရဲ့နောက်တစ်ခါလို့ရှမ်းနဲ့ပတ်သက်ပြီးလူတွေကိုတွေးဆဖို့ဘာမှမသေးချာမရရာဖြစ်နေစေပါဒီခီးစဉ်ခွဲကအစကလေးကတမိတေချာဘူးလို့ထင်ရကြောင်းဝါရှင်တန်ခြေဆိုင်ဂျာမန်မာရှယ်ဖမ်းမပြောပါနဲ့ ဒါဟာ trend သမားဖြစ်ပြီးနောက်အာရှကိုပထမဆုံးချိန်တွားရောက်ခြင်းပါလိုဝါဒေတာတွေကခေါင်းဆောင်တွေကို impure မှာအခံပေးပေမဲ့တခြားနိုင်ငံတွေကမလိုမျိုးခိုင်မာတဲ့စစ်ဆင်မှုကိုမတည်ဆောက်ရသေးပါဘူးပြောရရင်ဧည့်သည်တွားဧည့်သည်လာလို့ဖြစ်နေပါလေအဲဒီခေါင်းဆောင်တွေက trend ကိုမမြင်ဘူးလို့လာတွေ့တဲ့ပုံစံမျိုးဖြစ်နေပါလေသမားရဲ့ပြောရေးဆိုခွင့်ရှိသူအနာကယ်လီကထွက်ရခီးစင်းနေတဲ့ပတ်သက်တဲ့မိကုံးစင်းကို သူအာရှမှာစီးပွေးတွေနဲ့အခမ်းအနားတွေမှာပါဝင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက်ရန်ကောင်းတဲ့သဘောတူညီချက်တွေရလက်ဖြစ်ရရှိလာမှာပါလို့ဖြေပါတယ်။ဒါပေမဲ့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့လို့ဆိုပါလိမ့်။ခရယာအရှာဘောချင်းကဘောဟာမမြတ်တဲ့ကုံတမှုပုံစံတွေလို့ဖော်ပြနေတာပြန်လဲချိန်ကြီးဖို့အကောက်ခွန်လေးကိုတွန်းပြတဲ့ပုံအာယုံဆိုင်ချတာဖြစ်ပါတယ်။ကမ္ဘာကြီးဆုံးပုံပေါ်စေကဖြစ်တဲ့အမေရိကန်ပြည်သူ့ကိုမိခုန်ရတဲ့နိုင်ငံတွေကိုစိုးရိမ်ပူပန်စေပါတယ်။ထရန့်နဲ့ရှီကျင်းဖြစ်လို့တွဲဆုံမှုနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိနေပြီးတော့ ်ခေါင်းဆောင်လူကြကပြိပခါဟာနိုင်ငံတကာစီးပွားရေးကိုကြီးကျယ်ထိခိုက်စေနိုင်ပါတယ်။ထရန့်ရောက်လာတဲ့အတွက်တချို့ကတံမိုးထားတာတော့ရှိမှာပေါ့။မဖြစ်လဲဆိုတော့သူကအမေရိကန်သမ္မတတစ်ယောက်ဖြစ်လို့လေ။ဒါပေမဲ့ဒေတာတို့မှပြန်နေတဲ့တန်လျာတွေကိုဖြည့်ရှင်းဖို့တော့လုံလောက်မယ်လို့မထင်ကြောင်းဆိုပါတယ်။ Republican သမ္မတ Trump ဟာသူ့ရဲ့ပထမသက်တမ်းကတည်းကသူ့ရဲ့နိုင်ငံခြားရေးမူဝါဒအဖွဲ့ကိုရှော့ချခဲ့ပြီးမျိုးသားလူကြိုးရေးကောင်စီမှာပုံမှန်ရှိတဲ့အကြံပေးများပြောက်ကိုရှောင်ရှားပြီးတော့သူ့ကိုသစ္စာရှိတဲ့ အဓိကလူတွေကိုပဲအားကိုးခဲ့ပါတယ်ဒီလိုလုပ်ငန်းကိုလို့အင်ဂျီနီယာဝန်ထမ်းတွေတင်းမရှိဘူးလို့တမချိုပိုင်နဲ့ထမတရုတ်မူဝါဒဆိုင်ရာလုတ်ကိုက်ခဲ့တဲ့ပုဂ္ဂိုလ်တူကပြောပါတယ်တမောဂျော့ဂျ်ဒီဘူရှေမြို့တော်ကျွဲကောင်စီမှာလွတ်လွတ်ခဲ့ပြီးခုကအော်စတြေးလျစီးရီးမြို့မှာရှိတဲ့ United States Study Center ကိုဦးဆောင်နေတဲ့ Michael Green က Trusting ကနေရှင်းလင်းပြသတဲ့အာရှမဟာဗျူဟာမရှိဘူးလို့ဆိုပါတယ်လူတိုင်းကသူဒီကိစ္စတွေအားလုံး ဘလို့ဆုံးဖြတ်မလဲစောင့်ကြည့်နေကြပါလေဆိုပါလေတချို့ကတော့ Trump ချင်းကဘောကအကျိုးရှိတယ်လို့တော့ဆိုပါလေမာပြောဂျပန်နဲ့တောင်ကိုရီးယားတို့ဟာမိဘဆက်ဆံရေးကိုခိုင်မာအောင်လုပ်ဖို့အစိုးရနဲ့လက်တွဲလုပ်ဆောင်ဖို့စိတ်အားထက်သန်ကြပါတယ်လို့ဆိုပါလေသူတို့စီက message တွေကလာပါသဘောတူကြကြဖို့အတွက်သက်ဆိုင်ရာအသေးစိတ်ချက်လက်တွေကိုဆွေးနွေးကြပါစို့ဆိုတာဖြစ်တယ်လို့ဆိုပါတယ် လက်ရှိထရဲ့စီဇန်ကလည်းခီးစဉ်နီးလာတဲ့အချိန်ထိပြောင်းလဲနေစေပါမလေးရှားဟာအရှေ့တောင်အရှေ့နိုင်ငံများသင်းအာဆီယံရဲ့နှစ်ပတ်လည်ထိပ်သီးစီဝေးလက်ခံကျင်းပမှာဖြစ်ပြီးထရန့်ဟာသူ့ရဲ့ပထမတက်တန်းတွေတစ်ကြိမ်သာတက်ဖူးပါတယ် COVID-19 ကရောဂါကာလပြည့် online ကကျင်းပတော့ကတော့မှသူမတက်ပါဘူးဒါပေမဲ့ဒီနှစ်မှာတော့ဒီထိပ်သီးစီဝေးဟာထရန့်ရဲ့နိုင်ငံဂျာယီမူဝါဒစီစဉ်မှာအဓိကထားတဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကျိုးပမ်းမှုကိုမိမောင်းထိုးပြဖို့ခွင့်ရေးဖြစ်နေပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာသူတို့ရဲ့အရင်းဘွားတွေနဲ့ဆက်တျောက်တိုက်ပွဲတွေဖြစ်ခဲ့ပြီးထရန့်ကနှစ်ဖက်လုံးကိုတကယ်လို့တိုက်တာမရဘူးဆိုရင်ကုံတော်ရေးသဘောတူညီချက်အားလုံးရက်ဆိုင်ပြမယ်လို့ချိန်ချောက်ခဲ့ပါတယ်။သူတို့ကစီးပွားရေးထိခိုက်မှုပုံများလာတာရှောင်ရှားဖို့ပူပေါင်းပြီးစကားပြောဖို့ဆန္ဒရှိပါတယ်လို့ဆိုပါလိမ့်။တကယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်လုံးဟာအမေရိကန်နဲ့ကင်းလာမှုပါဘူး။ဒါကြောင့်သူတို့ကလည်း ဘလို့ပဲနေထရောက်လာတာနဲ့ငင်းကြဲစကားပြောမှဖြစ်တယ်လို့လေးလာသူတွေက ဆိုပါတယ်မလေးရှားနဲ့အမေရိကန်ဟာပုံမူချေပြတ်တဲ့အပြစ်ခတ်ရေးစရိတ်ကိုလုံးချုံလုံးဆောင်နေပါတယ်မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးကထရဟာထိပ်သီးစွေးမှာသဘောတူညီချက်လက်မှတ်ထိုးဖို့မျှော်လင့်နေပါတယ်ထရရဲ့နောက်ခီးစဉ်ကတော့ဂျပန်မှာဝါရှင်တန်နဲ့တိုကျိုတို့ဟာဒီနေ့ဆောမိုင်းမှာကုန်တော်ရေးသဘောတူညီချက်တစ်ခုရရှိခဲ့ပြီးအဲ့ဒီသဘောတူညီချက်ထဲမှာ American Project ဒီမှာဒေါ်လာဘီလီယံပေါင်း 950ရင်းနှီးမြှုပ်နှံမဲ့စပယ်ဂရီကိုပါပါတယ်ဂျပန်နိုင်ငံရေးကိုပြောက်ကလာရောက်ရှိပြီးတော့ဆာနဲတာဂချီဟာအင်ကာနေမှာဂျပန်နိုင်ငံရဲ့ပထမဦးဆုံးဝေသွေးဝန်ကြီးချုပ်ဖြစ်လာပါတယ်တာဂချီဟာယာရီကနိုင်ပြီးတော့လုံခြုံခံရတဲ့ဝန်ကြီးချုပ်ဟောင်းရှင်ဂျိုအာဘေရဲ့တပည့်အရင်းနဲ့ဖြစ်ပါတယ်ခြောက်တော့သူ့ရဲ့ပထမတက်တန်းတွင်ရှင်ဂျိုအာဘေနဲ့ရင်းနှီးခဲ့ပြီးတော့တာဂချီဟာဒီခိုင်ကန်နာကိုဆက်လက်လှုပ်ဆောင်နေတဲ့အလားပါရှိတယ်လို့ဆိုပါတယ် ခံလဲလို့လို့ပြီးသူ့အမေရိကန်မဟာမိတ်ဖွဲ့ပြီးဆက်လက်ကတိတရားလို့ဆောင်ဖို့အာရှကောင်းဆောင်လေးတက်ကဘယ်သူမှမရှိသေးတဲ့ပြန်လည်ဆက်သွယ်မှုနဲ့ယုံကြည်မှုစစ်တခုလိုအပ်တယ်လို့ဆိုပါတယ်တောင်ကိုရီးယားကလည်းထရိုင်ရဲ့ခရီးစဉ်နောက်ဆုံးနေရာဖြစ်ပါတယ်သမောရဲ့ခရီးစဉ်ထုတ်ထိတ်ကတော့ဒီနေ့အာရှပစိဖိတ်ပူပေါင်းပြီးတော့စီးပွားရေးဆောင်ရွက်မှုအပတ်ထည်ပြီးစီဝေးလက်ခံကျင်းပနေတဲ့တောင်ကိုရီးယားပါထောင်ကအဲ့ဒီမှာရှီကျင်းဖြစ်နေတဲ့တွေ့မယ်လို့ပြောထားပါတယ်။အကြသေးမီစီရင်ဘက်ကတင်မောက်မှုတွေမြင့်တက်ခဲ့ပြီး ူသည်တယောက်ကမြေရှားတက်တထုတွေပို့ကုန်မှုပေါ်ကန့်သက်ချက်တွေကြေညာခဲ့ပြီးနောက်မှာဖြစ်ပါတယ်။ထရန့်ကအဲ့ဒီတော့ပြမိုးအနေနဲ့သီးမခံနိုင်တော့မြန်မာနဲ့အကောက်ခုံတွေနဲ့ပြန်လဲကလပ်စားချင်မယ်လို့ချိန်ချောက်ခဲ့ပြီးသူကိုယ်တိုင်နဲ့ဒါရီယာရေရှည်မတည်တတ်နိုင်ဘူးလို့ဝန်ခံပါတယ်။အရင်ပိုင်းရဲ့အကြံပေးကတော့ထရန့်နဲ့ရှည်တွေရဲ့တွဲဆုံမှုကနေဖြစ်နိုင်တဲ့ရလဒ်သုံးခုကိုပြောပါတယ်။သဘောတူညီချက်ရမယ်။သဘောတူညီချက်မရဘူး။ဒါမှမဟုတ်ကပ်ပေးပဲလို့ဆိုပါတယ်။တယောက်ကမြေရှားတက်တထုအသားလိုက်တွေ ပို့ကုန်ကိုကန့်တလိုက်တဲ့အခါထရန့်ကအစောပိုင်းကောက်ခွန်ကြီးရဲ့ချက်ကိုနောက်ဆုတ်ပြေးခဲ့ပြီးနောက်မှာတော့တရုတ်ကပိုပြီးရက်တင်လာပါတယ်။တရုတ်ကတမနာထရန့်အောင်အကျိုးသိတယ်ဗျ။အဓိကမြေရှားပဲလို့ဆိုပါလိမ့်။သူတို့ကဒီပေါ်ဖီအားပေးရင်ထရန့်အနေနဲ့အလျှော်ပေးရမယ်လို့ခန့်စားပါလိမ့်။ထရန့်ကတနေ့လောက်လေးမှာတော့တရုတ်ကသူရာဘူးရယူပြီးကြတဲ့ကကျွန်တော်တို့ကိုလေးလေးစားစားစစ်ဆင်ပါတယ်ပြောပါလိမ့်။ကျွန်တော်တို့ကိုအချားရနေတဲ့အများကြီးချင်းချောက်နိုင်ပါတယ်။ဒါပေမဲ့ ကျွန်တော်တယောက်ကိုကောင်းကောင်းမွန်ဆက်ဆံကျင်တယ်လို့ဖြေပါတယ်နောက်ထပ်မဖြေရှင်းနိုင်သေးတဲ့မိကွန်ကတော့တောင်ကိုရီးယားနဲ့ခိုင်အကုန်လုံးဆွေးနွေးပွဲပါသူတို့ရဲ့ကားလုံးနဲ့ထိခိုက်စေနိုင်တဲ့အမေရိကန်ကောက်ခွန်တွေကိုရင်ဆိုင်နေရပါတယ်ဒါပေမဲ့ဆိုးဟာဂျပန်မှာလိုမျိုးဒေါ်လာဘီလီယံ350ရင်းနှီးမြှုပ်နှံမှုရမုံဝယ်ထားဖို့ဆိုတဲ့ trend တောက်ဆိုကြောင်းရင်းထားပါတယ်ဆိုလိုဘာတွေကအချိန်ရှင်ဟုန်ချို့တော့ရှိပါတယ်ဒါပေမဲ့အများကြီးလုပ်ရအောင်ပါပါဒီရမုံဝင်နဲ့ပတ်သက်ပြီးဖြည့်ရှင်းမှုလိုအပ်တဲ့အခြေခံကွဲပြားမှုချို့ရှိနေတယ် ဒီအကြောင်းကိုအရင်ကြီးလေးနဲ့ထားပြောနေစေမရှိဘူးဆိုပါလေဆိုလိုပါရနောက်ဆုံးချိန်ဒီရောက်လို့ရှိတာမဆန်းပါဘူးလို့ဆိုပေမဲ့ဒီချိန်မှာတော့ပြဿနာပေါများစွာတပြိုင်တည်းထဲဖြစ်နိုင်ပါလေ